ချန်ဘေးစကားကိုနားမထောင်တာကြောင့်ဒုက္ခရောက်သွားတဲ့ဥက္ကဘာကျော်ကိုသဘောထားချစ်ချင်းနဲ့ကုညီပေးသွားမယ်ကွင်းနေထူနိုင် အလုံးမဲမင်္ဂလာပါဗမစ်နောင်းကနေချက်ဆွလိုက်ပါတယ်လူရှင်တော်ကြီးဥက္ကပါကျော်ကတချိန်တော့ကတော့နေထွနိုင်ရဲ့ဇကားရီမှာတကြီးနေရကနေတရုတ်ဆောင်ခဲ့ပြုပါတယ်ကိုတိုင်းလဲဒရိုက်တာလုပ်ခဲ့သလိုရုပ်ရှင်ထုတ်လုပ်ရေးလဲပိုင်ဆိုင်ခဲ့ကတလောက်ကိုသိညာချီဝင်ငွေကောင်းခဲ့သူဖြစ်ပါတယ်အနေထားတစ်ခုရှိခဲ့တဲ့ဥက္ကပါကျော်ကအခုချိန်မှာတော့ဘတ်စကားရီပေါ်မှာစာအုပ်လေးတွေကိုတအုပ်200ကျပ်နဲ့လိုင်လံရောင်းချနေရတဲ့ဘဝကိုရောက်သွားပြီးအလုံးကဆင်မကောင်းဖြစ်နေကြပါတယ်ကျန်းသာကျော်သွားတဲ့ဘဝကနေဘာကြောင့်အခုလိုဖြစ်သွားရတာလဲဆိုတာကိုပရိသတ်တွေကသိကျင်ကြတာပါ လက်ရှိမှာတော့ဥက္ကပါကျော်ကကောင်းကျိုးချမ်းသာမင်္ဂလာဆိုတဲ့စာအုပ်လေးတွေကိုတောင်းကို200ကျပ်နဲ့ဘတ်ကားတွေပေါ်မှာလိုက်ရောက်နေရပါတယ်တောင်းကလာပါနဲ့သင်ကန်းချုံမြို့နယ်တင်မှာစာအုပ်လေးတွေကိုလိုက်ရောက်လေးရှိပြီးကားပေါ်မှာရောင်းခွင့်ရဖို့ကားဆရာကိုခွင့်တောင်းရပါတယ် တချိန်ကနှုတ်ပညာလောကရဲ့မှာအောင်မြင်ခဲ့သူဖြစ်ပေမဲ့လည်းအခုတော့ဒီလိုအခြေအနေတွေကိုရောက်သွားတာကြောင့်စားအုပ်ဈေးထပ်ပို့ပြီးတော့လှုပ်ပေးနေကြတာပါ။နေထူးနိုင်ကလည်းတချိန်ကအလုပ်တွဲလုပ်ဖို့ရဲ့ဥက္ကပါကျော်ကိုမြင်ပြီးတော့စိတ်မကောင်းဖြစ်တာကြောင့်သူ့ကိုဆက်သွယ်ပါလို့ပြောလိုက်ပါတယ်။နေထူးနိုင်ရဲ့ဥက္ကပါကျော်ကအလုပ်တွေတူတူတွဲလုပ်ခဲ့ဖို့သူဖြစ်ပြီးဥက္ကပါကျော်ကိုထုတ်လို့ရမလို့ဖို့ပြောခဲ့ပါတယ်။လက်ထဲမှာ3300ရှိရင်3000ကိုပဲထုတ်လို့ရလုပ်တဲ့အကြောင်း သိန်းတရာရှိရင်သိန်းတရာလုံးထုတ်လုပ်ရေးထဲမှာထည့်လိုက်ရင်အနေများတဲ့အကြောင်းအကြံပေးခဲ့ပါတယ်ဒါပေမဲ့ဥက္ကပါကျော်ကတော့စကားနာမထောင်ခဲ့ပဲရှစ်သမြငွေရီအလုံးကိုထုတ်လုပ်ရေးထဲထည့်လိုက်တာပါဇကားတွေကမအောင်မြင်တာကြောင့်အကျွေးတွေတင်းအရှုံးပေါ်ပြီးအခုတော့ဆောင်းလေးတွေလိုက်ရောက်နေရတာပါလို့ဥက္ကပါကျော်ကိုယ်တိုင်ကပြောပြပါတယ် နေထိုးနိုင်ပြောတဲ့စကားကိုနားမထောင်မိတာကိုလည်းဝန်ခံပြီးအခုတော့သူ့ဘဝသူပဲရှောင်လန်းနေရပါတယ်။ဥက္ကပါကျော်ကဒရိုက်တာပညာနဲ့တက်မြောက်ထားလို့ဇာကားတွေရိုက်ချင်ရင်နေထိုးနိုင်ကရိုက်ပေးမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ထုံးလို့ရေးကိုတော့အရေးစွန့်ပြီးမလုပ်ဖို့စေတနာနဲ့သတိပေးခဲ့တာပေါ့။ နေထူးနိုင်ကိုရင်ကထုတ်လုပ်ရေးလောက်ကန်နေတာကြောင့်ထင်သလောက်မလွယ်ဘူးဆိုတာကိုသိပါတယ်။ဥက္ကပါကျော်ကလူကောင်းတယောက်ပါဆိုပြီးတော့နေထူးနိုင်ကထုတ်ပြောပြီးသူ့ကိုဆက်သွယ်ဖို့အတွက်မီဒီယာတွေကနေပြောလိုက်ပါတယ်။အသက်85နှစ်ရှိပြီဖြစ်တဲ့လူရှင်တော်ကြီးဥက္ကပါကျော်ကကိုတချမ်းလေးဖြတ်ထားတာကြောင့်စကားကိုလည်းပြပြတတမပြောနိုင်တော့သလိုမကြာခဏဝန်းနေလာတတ်ပါတယ်။လေးဖြတ်ပြီးတဲ့နောက်ဝန်းနေစရာတွေကြုံလာရရင်ချက်ချင်းငိုချတဲ့အထိဖြစ်လာခဲ့တာပါ။သူကဇာကားရီမှာတရုတ်ဆောင်ဖို့လာခေါ်ပေမဲ့လည်းဇကားကိုပြပြတတမပြောနိုင်တာကြောင့်ပြန်မရိုက်ဖြစ်တော့ပါဘူး။ ကဘာကျော်ကစာအုပ်လေးတွေရောင်းလာခဲ့တာနှစ်ပေါင်းများစွာကြာသွားပြီဖြစ်ပြီးဒီကနေ့ရတဲ့ဝင်ငွေနဲ့ပဲစာဝိနေရေးဖြည့်လည်အောင်ဖြည့်ရှင်းနေရပါတယ်။နေထူးနိုင်ကကိုကြီးချင်နာကိုတော့ပြည်သက်တွေကဒါရုခွန်နေကြတာပေါ့။အခုခေတ်မှာတော့ဗီဒီယိုဇာကားတွေကလည်းနေပါလာပြီဖြစ်တာကြောင့်ဇပိုဆိုင်ရန်တွေကလည်းအခြားလုပ်တွေကိုပြောင်းလဲပြီးလုပ်ကန်နေရပါတယ်။နေထူးနိုင်ကအသက်ကြီးတဲ့အနုပညာရှင်တယောက်ကိုကုညီပေးခြင်းစိတ်နဲ့အပြည့်ရှိပြီးပြန်လည်ကြီးစုတတ်သူဖြစ်လို့သူ့ရဲ့စိတ်ထားကတော့အတူယူစရာပေါ့ ဥက္ကပါကျော်ကတော့အလိုခံပြီးရလာတဲ့ငွေကိုလည်းမလိုခြင်းပဲအလုံးလုံးနိုင်သေးသေး၍ဆက်လုပ်နေဦးမှာပါဥက္ကပါကျော်ကိုကုညီဖို့အစဉ်သစ်ဖြစ်နေတဲ့ဂွိနေထွန်းနိုင်ရဲ့စိတ်ထားလေးကုန်ပရိသတ်ကြီးရောသဘောကျရလားဆိုတော့ခေါမမဖျက်ဖျက်ခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ